ားလုံးပဲမင်္ဂလာပါဒီနေ့ dissipation နဲ့သတင်းကတော့ကပ္ပလဝိလောကကိုလှုပ်ခတ်စေမယ့်အကြောင်းအရာတွေပဲဖြစ်ပါတယ်အထူးသဖြင့် one champion ရှင်းနဲ့ proton တို့အကြားကွယ်ပြဲမှုသတင်းတွေနဲ့မြန်မာရိုးရလဝိကိုကပ္ပအစ်မီအောင်မြင့်တင်နေတဲ့ဒေဝတို့ရဲ့ကျိုးပဲ့မှုတွေကအားလုံးရဲ့စိတ်ဝင်စားမှုကိုရရှိနေတာဖြစ်ပါတယ် online သတင်းတွေအရဆိုရင်မကြသိမီကဂျပန်မှာကျင်းပမဲ့ proton နဲ့ naon တို့ရဲ့ champion လူပွဲမှာ ဝမ်ချက်မြန်ရှိဥက္ကဋ္ဌချက်ထရီကဒါဟာခံပွဲမဟုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ရော့ထန်ကိုပေးမဲ့ဘတ်၁၀တန်းကိုအပြည့်ဝမပေးတော့ဘူးလို့ပြောလိုက်တယ်လို့သိရပါတယ်ဒီခေတ်စားကြောင့်ရော့ထန်ဟာတော်တော်လေးကိုစိတ်ဆိုးဒေါသထွက်ခဲ့တယ်လို့လည်းဆိုပါတယ်ပုံပြီးရှုပ်ထွေးတဲ့ခြေနေတစ်ခုကတော့ပြိုင်ဘက်နှောင်ဦးကဝိတ်မဝင်ခဲ့ပေမဲ့ထိုးကြီးကိုခွဲပြီးထိုးပေးမယ်ဆိုပြီးအလျှောက်ပေးပြောဆိုခဲ့တာတောင် ရော့ထန်ကဖြားနာနေတယ်လို့အကြောင်းပြပြီးပွဲကနေနှုတ်ထွက်သွားခဲ့ပါတယ် ဒီဖြစ်ရပ်ကနေစပြီးရော့ထန်နဲ့ဝမ်ချမ်မြက်ရှိတို့ရဲ့အကွဲပြက်ဆက်လက်ဟာစတင်လာပြီလို့သတင်းတွေကဖော်ပြနေပါတယ်ရော့ထန်အနေနဲ့လဲဝမ်ချမ်မြက်ရှိကလည်းနှုတ်ထွက်ပြီးတခြားပရိုမိုရှင်းတစ်ခုနဲ့တွားထုတ်ဖို့လေသာပြစ်နေပြီလို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်ဒီလိုမျိုးအခြေအနေတွေဖြစ်ပေါ်နေချိန်မှာလဲတခြားတစ်ဖက်မှာလဲကဘာကျော်လက်ဝဲသမားကိုရိုနာမက်ဖရီကောက PKFC ကိုဝေယူလိုက်ပြီးဖြစ်ပါတယ်ပိုပြီးစိတ်ဝင်စရာစားစရာကောင်းတာကတော့ကော်နာမက်ဂရီကိုဟာ မြန်မာလက်ဝှေ့ချန်ပီယံဟောင်းကြီးဒေဝါကိုအရှာအတွက်တာဝန်ရှိသူအနေနဲ့ခန့်အပ်လိုက်တာပဲဖြစ်ပါတယ်။ဒေဝါကတော့လက်ရှိမှာမြန်မာရိုးရလက်ဝှေ့ကိုကဘာကျော်အောင်နှစ်တင်ဖို့အတွက်အစွမ်းကုန်စ조사လှုပ်ဆောင်နေသူဖြစ်ပြီးသူဟာမြန်မာလက်ဝှေ့သမားတွေကိုနိုင်ငံတကာပွဲတွေမှာပါဝင်ထိုးသက်နိုင်မှုအတွက်လမ်းဖွင့်ပေးနေသူလည်းဖြစ်ပါတယ်။ဒေဝါရဲ့အခုလိုမျိုး PKFC ရဲ့အရှာတာဝန်ခံအဖြစ်ခန့်အပ်ခံရခြင်းဟာမြန်မာလက်ဝှေ့လောကအတွက်ကြီးမားတဲ့အခွင့်အလမ်းတစ်ခုကိုယူဆောင်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ1 championship ကနေနှုတ်ထွက်ဖို့ပြင်ဆင်နေတဲ့ Rotan ကို BKFC မှာလာရောက်ပြီးတမ်မလီဆုံလင်းဦးနဲ့မြမရိုးရလက်ဝဲပွဲတပွဲထိုးတက်ဖို့အတွက်ဒေဝါကကြိုးပမ်းနေတယ်လို့လည်းကြားသိရပါတယ်။ဆုံလင်းဦးအနေနဲ့ကလည်း1 championship နဲ့ချုပ်ဆိုထားတဲ့စာချုပ်မှာတပွဲပဲကျန်တော့တဲ့အတွက်အဲ့ဒီတပွဲကိုထိုးပြီးတာနဲ့သူ့ရဲ့ဘွားမှာအထူးကျင်ဆုံးပြိုင်မဲ့ဖြစ်တဲ့ Rotan နဲ့ BKFC မှာမြမရိုးရလက်ဝဲစီကံချက်တွေအတိုင်းလာရောက်ထိုးသွက်သွားမယ်လို့ထင်ကြေးပေးနေကြပါတယ်။ တကယ်လို့သာဒေဝရဲ့ညှိနှိုင်းမှုတွေအဆင်ပြေသွားခဲ့မယ်ဆိုရင်ဒါဟာမြန်မာလက်ဝဲတမိုင်းတစ်ချောင်းနဲ့မွေထိုင်းတမိုင်းတစ်ချောင်းအကောင်ဆုံးထိုးပွဲကြီးဖြစ်လာတော့မှအမှန်ပါပဲမွေထိုင်းရဲ့အကောင်ဆုံးကစားသမားတဦးဖြစ်တဲ့ Rod Tan ကမြန်မာလက်ဝဲစီမင်းစည်းကမ်းနေနဲ့ထွေးရတဲ့အခါဘယ်လိုမျိုးဆွမ်းဆောင်နိုင်မလဲဆိုတာကိုပြည်သက်တွေအားလုံးကရှင်းခုံစွာနဲ့စောင့်မျှော်နေကြမယ်လို့ယုံကြည်နေပါတယ်